အားလုံးပဲမင်္ဂလာပါ CD Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ Twin Go တွေမယမနာ Twin ယူနေတဲ့ Harry Kane နဲ့ Premier League ရဲ့ Trent Abbey ဆိုတဲ့အကြောင်းပြောသွားပါမယ်အဲဒီ CD Insider from Burma ကို YouTube မှာ Subscribe မလုပ်ထားရင်လုပ်ထားနိုင်ပါတယ်ဒီစားလိုက်အောင်။ Okay ဒီကိုလူတို့ကဘွန်ဒလီကာကိုအမြဲတမ်းမဆောင်ကြည့်ဖြစ်ဆိုရင်လည်းတိတ်ဆိုးရင်ကြတော့မရှိပါဘူး။ Hurricane ကတော့အရင်တိုင်းကိုယ်တွေတွင်းနေတော့ပါပဲ။ဒါဟုတ်ဒီနေရာနေပြီးတော့တွဲထုတ် တင်ပြပေးသွားပါမယ် UCL မှာခြေစည်းဘက်ကိုနှစ်ဂိုးအတွင်းယူပြီးတဲ့နောက်ပြန်ကစားတဲ့ Hoffenheim နဲ့ပွဲမှာလည်း Hurricane hat trick တွင်းယူနိုင်ခဲ့ပါတယ်ဆိုတော့သူတို့ဂိမ်းရဲ့ American ဆွမ်းဆောင်ရည်ကိုအနီးကပ်လေးလာကြည့်ဖို့နောက်သူ့ရဲ့ဆွမ်းဆောင်ရည်ကိုပေါ်ချီးကျူးပြီးတော့ထုတ်ပေါ်ပြောဆိုလို့ရတာလိုအပ်လာတယ်လို့ဆိုရမှာပါဒုတိယပိုင်းမှာပေါ့နော်ဒီဒီဒုတိယပိုင်းမှာကျွန်တော်တို့လက်ရှိ Premier League ရဲ့တင်းတွေကလာ Direct ဆန်လာတယ်အဲ့လိုဆန်လာခြင်းမှာဘလောက်လဲဘလို့ဆန်လာလဲဆိုတော့လဲ အော့ပတာကအချက်လက်တချို့ကိုကျွန်တော်တင်ပြပေးသွားပါမယ်။ဒါရာတီပေါ့နော်ဒီရာတီရဲ့စပိုင်းမှာဘိုင်ယန်တို့ဒီလိုပြစ်မှတ်ထားတဲ့ຫນွေမှာပြစ်မှတ်ထားကစားသမားများကိုခေါ်ယူနိုင်ရည်မရှိတာဟာသူ့ရဲ့အသင်းနဲ့အသင်းပရိသတ်တွေဆိုတာစိတ်ပျက်စရာတော်တော်လေးကိုဖြစ်ခဲ့တာပါ။တို့တော့ရာတီဖွင့်ပွင့်ချင်းဒီလိုဘွန်ဒက်လီကာမှာကစားတဲ့ပွဲမှာပဲအာဘီလိုက်ဇက်ကိုစစ်နေဆိုတဲ့ရာလည်းနဲ့အတိုင်းရယူခဲ့ပြီး now hurricane ကလည်းအမှသုံးဖို့ရတဲ့နောက်တော့အားလုံးကဘိုင်ယန်ကပုံမှန်ပါပဲအချင်းပြေးပါဆိုတော့ခံစားချက်မျိုးတို့ပြန်ရလာပါလေပြီးတော့ twin mode ရာဒီမှာနေမရက်သွားဘူးเนาะ dfb ပုတ်ဖယ်ဗလားပွဲမှာလည်းဂိမ်းရ2ဂိုးထပ်မံရသွားပါသေးဒါပေမဲ့ကြားထဲမှာကစားတဲ့ ospen နဲ့ ospen ကို3-2နဲ့9နဲ့ပွဲမှာကိုမရခဲ့ပါဘူး now hamburg နဲ့ပွဲမှာ2ဂိုးထပ်ရပြီး ucm မှာလည်း chelsea ဘက်ကို2ဂိုးထပ်မံ twin နိုင်ခဲ့ပါတယ် တွင်းကွာအိမ်ပိုင်ရက်သွားတယ်ဆိုရင်လည်းတိတ်အများကြီးကြိုးပြမှာရှိမှာတွင်းကူတွေကမှမရက်သေးဘူးတော့အပေးပြိုင်ဝင်ပြည့်တဲ့ဟော်ဖန်ဟိန်းနဲ့ပွဲမှာလည်းဟက်ထရစ်ရခဲ့ပါတယ်ဒီနေရာမှာတို့ဂျာမန်ဟက်ထရစ်ကြောင်းလေးတော့နိုင်ငံပြည့်စွက်ဖို့လိုပါတယ်အဲဂျာမန်မှာသူတို့ဟက်ထရစ်ကိုခေါ်ပုံခေါ်နီးရနှစ်မျိုးနှစ်စားရှိတယ်ပေါ့နော်ကျွန်တော်တို့ဘောလုံးပရိသတ်တွေဒါမသိထားတယ်သုံးခုသွင်းရင်တော့ဟက်ထရစ်ပဲဆိုရတယ်ဂျာမန်မှာနောက်တစ်မျိုးယူဆပါတယ်သူတို့ကဟက်ထရစ်လို့သုံးခုအဲခုသွင်းသူကသုံးခုလုံးကို45မိနစ်အပိုင်းထဲမှာဇက်တိုက်သွင်းယူခံရပါမယ်ဂျာရဲမှာဘယ်သူ့ကိုမှ ခံသွားလို့မရဘူးအဲ့လိုခံသွားရင်တို့က hat trick လို့မခေါ်တော့ဘဲနေတခြား hat trick အမျိုးအစားတစ်မျိုးအနေနဲ့ကြောင်းခေါ်ရပါတော့နော်အဲ့တော့တို့လူလူပရီနီယာလူပရီနီယာ hat trick လို့ခေါ်ပါတော့ဒီညမှာအတန်အတွက်တော့မားကောင်းမားနိုင်ပါတယ်အဲ့တော့ဒီလို hat trick တွေကိုဘယ်လိုပဲအသုံးနှုန်းတွေ꿰ပြားပြီးတော့ခေါ်ခေါ်ပေါ့ကျွန်တော်တို့ရေဘူးရအဖြစ်ဘောလုံးပရိသတ်တွေကြည့်ရတာတုံးကိုတွင် hat trick ပဲလို့ယူဆလိုက်နေဆိုရင်တော့ဒီမှာ harry kane ရဲ့ယူလောက်ဆရာရေအတွက်ကိုကျွန်တော်တို့သွားပြီးတော့တွေးရမှာပါ ဲ့တော့ကျင်ခဲ့တဲ့စနေနေ့ရပဲဒါဘွန်ဘွန်ဒလီကာမှာသူ hat trick ဟို hat trick ကိုဟာကိုးချိန်အထိပြည့်မြောက်ခဲ့ပြီပေါ့နော်အဲ့တော့စုစုပေါင်းသူ68ပွဲပဲကစားပြီးပြည့်သွားတာပေါ့အဲ့တော့ကင်းရဲ့အထက်မှာ6ယောက်ပဲရှိပြီးတော့ဒီကစားသမားတွေကအနည်းဆုံး328ပွဲကစားထားတာကိုတွေ့ရပါတယ်တချီခြေစွမ်းလက်ချီနှုံးသားနဲ့သူထိတ်ဆုံးကဒါဂက်မူလာရဲ့32ချိန်ကိုကင်းကလိုက်မီသွားနိုင်မှုရှိနေပါတယ် တော့လက်ရှိမှာ gain က9ချိန်ကြီးရပြီးသွားပြီပေါ့နော်ဒီ9ချိန်ရောက်ဆိုသူက62ပွဲပဲကစားထားတာပါအဲ့တော့ Premier League မှာလည်းသူစပါးအသင်းမှာကစားတော့က338ပွဲကစားပေးခဲ့တယ်ခါ hat-trick ကတော့ဒါ6ချိန်ပဲသူရခဲ့တာပါဆိုတော့ Bundesliga မှာပို့ပြီးတော့ goal twin ချေတွေ့နေတယ်ဟာလာဟိုအသက်ကြီးမှာပို့ကောင်းလာတယ်လာ wine ကိုဖြစ်ရပေါ့2023ကမှသူက Bayern ကိုရောက်ခဲ့တာဆိုတော့ gain ကလက်ရှိလက်ရှိမှာ twin goal ကလည်းတရာပြည့်တော့မှာသူက ဆိုတော့လာမယ့်တောက်ကြမှာကစားမယ် water premium နဲ့ပွဲမှာလာနောက်တက်ကိုတွင်းလိုက်နိုင်တာနဲ့ Cristiano Ronaldo ရဲ့ Real Madrid နဲ့ Haaland Messi တို့မှာတင်ရှိရတဲ့ဂိုးတရာကိုအမြင့်ဆုံးပြည့်တဲ့စံချိန်ကိုလည်းကိန်းကျော်ပြတ်သွားနိုင်လို့ရှိနေပါတယ်။နေအောင်လုံးက105ပွဲကစားပေးဖို့တရားပြည်ထားတာသူတို့တော့လာမယ့်တောက်ကြညမှာတော့ကိန်းအတွက်104ပွဲမြောက်ဖြစ်လာမှာပါ။အဲ့ဒီပွဲမှာလာသူ hat trick နော် hat trick ရမှာလာအဲ twin ကိုတရားစံချိန်ကိုအမြင့်ဆုံးပြည့်သူဖြစ် တော်ဖြတ်နိုင်ပါပါတကယ်ယူအကဲဒီဆန်ချိန်သူအချိန်မချိုးဖြတ်နိုင်ခဲ့ရင်တခြားတက်စစ်မှုတွေဖြစ်တယ်လားဆွာရက်ဂူးတရားပွဲတရား20ဘာစီလိုနာတောင်းဝန်ဇလာတန်အီဗရာဟီမိုဗေ124ပွဲရိုနယ်ဒိုဂူးတရားတရား30ပွဲဂျူဝင်တက်တို့ရဲ့ဆန်ချိန်တွေကိုလည်းချိုးဖြတ်သွားနိုင်ဖို့ရှိနေပါတယ်ဒါကတော့တေချာသလောက်ကြီးရှိနေအဲ့တော့ဘိုင်းယန်ဒေတာကန်တွေရောဂိမ်းကိုအရင်ကသဘောတွေ့နေကြတယ်ပေါ့နော်ဆောဘိုင်းယန်ဂိမ်းကိုတန်တရားရှိခဲ့တာကိုဒါရပိုတာအဖရက်ဒရက်လာပေါ့ EILD ရပိုတာ အခုလိုချင်းဖောက်ပြီးတီလင်းတောင်းမှန်သွားပါလေဒါမှမဟုတ်ဒီကပူတာကတော်တော်လေးမသိကြီးတယ်ပေါ့နော်အဲ့တော့သူကဘလို့ပြောသွားလဲဆိုတော့ Harry Kane ကတော့မနေ့တိုင်းအစောကြီးထပြီးတော့ဟိုချင်းမှာနေအောင်ခဲကလပ်ထိုင်ကိုဝရိယရှိရှိနေရာဦးပြီးတော့လာရောက်ပြီးတော့လေ့ကျင့်ခံလုပ်နေမိသူပါတယ်ကျွန်တော်တို့ဒါဟိုတယ်တစ်ခုထဲမှာတဲဖြစ်ခင်သူ့အတွက်ကလပ်ထိုင်ပေါ်စပတ်တင်ပြီးခုံဦးထားပေးမှာပါဒါပဲအင်္ဂလိပ်စကားသမားတွေဆိုမှကျွန်တော်ဒါမျိုးမလုပ်ပါဘူးတော့ဒါကဂျာမန်နာမည်ကြီးသတင်းစာရဲ့သတင်းတောက်ကလည်းချင်းကိုအခုလိုချီးကျူးသွားတာပါ ီလိုပဲ data gain တွေရောဒါမှပြိသက်တွေပါ gain နဲ့ပတ်သက်လို့အတော်လေးကိုပြောရှင်းနေရတယ်တွေ့ရပါတယ်ဆိုတော့ the direct premier league ဆိုတဲ့အကြောင်းသက်ပြောရအောင်ပါယာဒီတစ်တစ်ခုစာရင် premier league က trend တစ်ခုကိုတည်ဆောင်လာတယ်လို့ခံစားရတယ်ပေါ့နော်အဲ့တော့လက်ရှိကြံခဲ့တဲ့ယာဒီလုံးကတော့အသေးလေးလည်းပါတယ်ပေါ့အဲ့ဒီအဲ့ဒီအသေးလေးရဲ့လက်ရှိမှာကစားနေတဲ့ပုံစံကျွန်တော်တို့ပြောပါမယ်เนาะဒီ2025 26မှာတော့ week 5ပဲရှိသေးတယ်ဆိုတော့ပြိသက်တွေအနေနဲ့ idea တစ်တွေက လား idea ဟောင်းတွေကိုလွှမ်းမိုးသွားတာဒါမှမဟုတ် idea ဟောင်းတွေကို website ကြီးပြန်လုပ်လာတာတွေပါတွေ့နေရတာပါဒီ Premier League ဒီ ARD မှာတော့ကျွန်တော်တို့ direct football ပေါ့နော် direct football နဲ့ပတ်သက်ပြီးတော့အသင်းကြီးရစအသင်းငယ်တွေအစုံအားလုံးကလိုက်ပြီးတော့ကစားလာကြတယ်အဲ့တော့တန်းတဲ့အသင်းတွေမပါဝင်ဘဲနဲ့မနစ်ကကစားခဲ့တဲ့ EPL တဲ့16အသင်းကိုကြီးလိုက်မယ်ဆိုရင်17အသင်းရဲ့ success per sequence ကမနစ်ကတော့တိတိတသားညောနေလာပါတယ်ဆိုလို့ရ အာ pass နည်းနည်းလေးပဲလုပ်ပြီးတော့ဒီ6ကိုရမယ် sequence တစ်ခုမှာသူတို့ pass ပါဝင်မှုတော်တော်လေးနည်းသွားတယ်ပေါ့ဗျာဒီ7တင်းကပြိုင်ဘက်ခံစစ်စုံတွေကိုတိုးဝင်နေတာပါမျက်နှုံးမြင်လာတာနောက်9တင်းကတော့ကိုယ်ကွင်းဘက်ချမ်းပါပါအချိန်တင်ပြီးကစားလာတော့မြင်တွေ့ရပါတယ်အတင်းတွေကတက်စစ်ကိုခက်နေတယ်ကစားနေကြပြီးတော့ဒါကို pass အရေးသူကနည်းနည်းလေးနဲ့လှုပ်ဆောင်လာနိုင်ရတာဖြစ်ပါတယ်ဒီထင်းက Man City ရဲ့ဒါလှုပ်ဆောင်နိုင်ကြရတော့ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းနေပါတယ်ဘာလို့လဲသူအချိန်ကကစားခဲ့တဲ့ပုံစံကြောင့် မနေ့ကလို့သူတို့ passage ပါ sequence က5.12ဒီရှိနေတယ်ဒီရာဒီမှာတော့3.97ဒီကျသွားပါတယ်အပြန်ဘက် queen back jam မှာမြန်နှုံးပိုင်းပါတယ်ဟာ1.42 meters per second ဒီရောက်ရှိလာပါတယ်ဆိုတော့အဲ့ဒီကနေပြီးတော့2.2တက်သွားတာပေါ့နော်အဲ့တော့အသေးတိုင်းကတော့ direct ပုံစံလာတာမဟုတ်ပါဘူးဆိုတော့ mino santo ရဲ့လောက်တော့ northern forest ကအခုဟာ posi 99ရဲ့လောက်ကထက် pass per sequence မှာ2.88ကနေပြီးတော့လား 2.80ရှိခဲ့တယ်မြန်တယ်ပေါ့လေအခုတော့နေသွားပြီပေါ့4.0နှစ်ဆလောက်တက်သွားတယ်ဘူပိုတီကလူလောက်နေ့ရက်အမြန်ဆုံးအတင်2.04ရတယ်အခုသူက5က6သိန်းမြောက်နေတော့တင်ဖြစ်သွားပါတယ်ဒါစပါနီးပြဟောင်းလည်းလောက်ပါနော်ဆိုတော့တခြားအတင်တွေကြည့်လိုက်ရင် brand 4ကလည်းဓာတ်ရိုက်အစံဆုံးအတင်ဒီ passes per sequence 2.84ဒီရက်တည်နေတယ်လို့တစ်ဖက်မှာ chelsea ကတော့ intricate ဖြစ်တော့အတင်ဒီ4.52ဖြစ်လာတယ်ဆိုတော့အာ chelsea က fans တွေအများကြီးလုပ်ပြီးမှကူရောက်ဖို့ကြိုးစားနေတဲ့သဘောပါ။နောက်တခြားအလေလက်အသင်းတွေအောက်အသင်းတွေကြီးလိုက်နေတယ်ဘုံမောက် Everton Wolves တို့ကတော့မနစ်ကနဲ့ရှင်တိတိကျကျကိုတို့နှေးကွေးသွားပါတယ်။ဒါကသာမအပြောင်းလဲတွေကြီးတိုင်းသိနိုင်တယ်ပေါ့နော်။ Everton ကိုအဲ့ကွေလေးရှောက်သွားတာလို့လေးလာကြည့်နိုင်ပါလေ။သူကပြန်ဘက်ကွင်းဘက်ချမ်းမှာ Wolves ကတော့အနှေးဆုံးဖြစ်နေပြီးတော့ Crystal Bailey ကတော့2.02 meter ပါ second အမြန်ဆုံးတိုက်စစ်ဆင်တဲ့အသင်းအဖြစ်မှတ်တမ်းဝင်နေပါတယ်။ ော့ဒါတွေကိုတည်ထားရင်ဘောလုံးဝဲကြည့်သူတွေကြည့်တဲ့ပရိသတ်တရားအနေနဲ့တော့ဒါမဟုတ်ဘူးကိုကဂိမ်းကစားတာတော့ဒါ Fantasy Premier League ဆော့တဲ့လူတွေအနေနဲ့အတွက်ပဲကြည့်တာအတုံးဝင်နိုင်ပါတယ်ဘာလို့လဲဆိုတော့ကိုကဂိုးပို့လို့ကျင်တယ်ဘယ်အသင်းတွေကတက်စစ်ကိုတိတိကျကျလောက်လုပ်နေလဲဂိုးဘယ်လိုရာသွားနိုင်လဲဆိုတာကိုကြည့်နိုင်ပါတယ်အဲ့တော့ Everton ကိုကျွန်တော်တို့အစောပိုင်းမှာတော့နော် Everton ကို Grealish နောက်ကိုကျွန်တော်တို့လိုက်ခဲ့ကြတယ် FP Fantasy Premier League မှာတကယ်တမ်းကျတော့ ယူဆထားတဲ့အချိန်သူ့လက်ရှိကစားနေအသင်းကစားဟန်ကိုပုံရအောင်ကြောင့်တွင်းကိုရတပြေးနဲ့ဘယ်လိုပြောမလဲပထမနှစ်ပွဲမှာလေးကိုဖန်တီးနိုင်ပြီးတော့ဝိုင်းမှာတောက်ချက်ပြီးခြေသွန်းခြေသွန်းတော့မကြောက်ဘူးအောင်မရတော့ဘူးနော်သူ့ရဲ့ကစားနေပုံစံကြောင့်ဆိုတော့ဒါတွေကတော့ဘွန်ဒလီကာမှာခြေသွန်းပြနေတဲ့ဟယ်ရီကိန်းအကြောင်းရယ်သူ့ရဲ့ဟက်ထရစ်ဒီအဲဘယ်လောက်ထိတွင်းယူနေလို့ဆိုတာရယ်ပြီးတော့အကြခင်မှာပဲတွင်းကိုတရားအမြန်ဆုံးပြည့်တဲ့ အသင်းတစ်သင်းအတွက်ပေါ့နော်ပြည်ကစားသမားတွေမှတ်တမ်းဝင်တော့မယ်ဆိုတဲ့အကြောင်းရင်းပြီးတော့ကျွန်တော်ပရီးမီးယားလိမှာဟာ direct football ကိုအသင်းနိုင်ကြီးပါကစားလာကြပြီဆိုတော့မနစ်ကနဲ့ချိန်ချိန်ထိုးပြီးတော့ကျွန်တော်သင်ပြခဲ့တာပြပါတယ်ချန်ပီကို YouTube မှာရော Facebook မှာပါ follow and subscribe လုပ်ထားနိုင်တယ်အားပေးတဲ့အတွက်ကျေးဇူးပါနောက်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါ